မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံး NCA နှစ်ပတ်လည်ခန္ဓာမှာငြိမ်းချမ်းဆွေးနွေးပွဲကျင်းပမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လာမယ့်အောက်တိုဘာ15ရက်နေ့မှာကြာရောက်မယ်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်းနှစ်ပတ်လည်ခန္ဓာမှာငြိမ်းချမ်းဆိုင်ရာအလုံယုံဆွေးနွေးပွဲပြုလုပ်ဖို့ရှိနေပါတယ် အပြစ်ရထိုးမဟာမိတ်တန်သာလက်နက်ကိုင်အဖွဲ့စည်းခုနှစ်ဖွဲ့ကစက်တင်ဘာ23ရက်နေ့မှာဥဆောင်အဖွဲ့စည်းကျင်းပက NCA နှစ်ပတ်လည်ခန်းနာနေအလုံယုံဆွေးနွေးပွဲကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့သတင်းထုတ်ပြန်ထားတာပါအဲ့ဒီ NCA စနစ်ပြေနှစ်ပတ်လည်ခမ်းနားမှာငင်းချင်းဆိုင်ရာအလုံယုံဆွေးနွေးပွဲလုပ်ဖို့အစီအစဉ်ရှိနေတယ်လို့အပြည့်ရဲ့မဟာမိတ်ခုနှစ်ဖွဲ့ပြောခွင့်ရဘူးမူကြီးစောကျော်ညွန့်ကပြောပါရတယ်။ လက်ရှိကြုံတွေ့နေရတဲ့ကျွန်တော်တို့ဗဂရီနိုင်ငံရဲ့ခင်းကျင်းကတော့စည်ရေးပေါင်ကအရန်ကိုကြီးမားကျယ်ပြန့်နေတယ်။တွေးဆောင်ဆွေးနွေးရေးဆိုတဲ့ခင်းကျင်းကအရန်ကိုမျက်နာငယ်ရတဲ့အရန်ကိုတေးတိမ်ပြောက်ွယ်လူနိဗာကိုရှိနေတဲ့အခြေအနေတစ်ခုအောက်မှာကျွန်တော်တို့ကဒီလိုမျိုး NCA နှစ်ပတ်လည်နေ့ခမ်းနားကိုအမိပြုပြီးတော့တစ်ချက်ခုနှစ်ချက်ပြည့်ဆိုသလိုသက်ဆိုင်ရာအသေးသေးရဲ့အမြင်ရှုထောင့်တွေကိုကျွန်တော်တို့ရယူနိုင်ဖို့ဖလှယ်နိုင်ဖို့ချိုးပန်းဆောင်ရွက်ခြင်းဖြစ်ပါတယ်လို့ပြောပါတယ်။ မြန်မာနိုင်ငံတွင်စစ်ပောင်ကျေပြန့်လာမှုကြောင့်အကြက်တဲတွေနဲ့စိန်ခေါ်မှုတွေကြီးကြီးမားမားရှိနေတဲ့အခင်ကျင်းအောင်မှာအလုံယုံဆွေးနွေးပွဲကနေစဉ်စားချက်အသစ်တွေထွက်လာနိုင်လောက်တဲ့မျှော်လင့်ချက်တော့ရှိတယ်လို့သူကဆက်ပြောပါတယ်။ဒါအပြင်တွေးဆောင်ဆွေးနွေးရေးစပွဲဝိုင်းတွေပြန်လည်ပေါ်ပေါက်လာဖို့နေပေအသီးသီးကအမြင့်သဘောထားတွေကိုအခြေခံပြီးနိုင်ငံတကာနဲ့ပြည်တွင်းကပညာရှင်တွေအပါအဝင်ငင်းချင်ရေးဖော်ဆောင်မှုကာလမှာဂျိုးပန်းခဲ့တဲ့ခေါင်းဆောင်တွေရဲ့အမြင်တွေကိုလည်းဖက်လှယ်သွားဖို့ရှိနေတာပါ။အပြည့်ရဲ့မဟာမိတ်ခွန်းဖွဲ့အနေနဲ့ငင်းချင်ရေးဆိုင်ရာ လုံယုံဆွေးနွေးပွဲမှာတည်ထက်အကြောင်းအရာအနေနဲ့ဆွေးနွေးတင်ပြမှာမဟုတ်ဘဲအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSBNC နဲ့နှစ်ဖက်ညှိနှိုင်းဆွေးနွေးသွားမယ်လို့ဆိုပါတယ်။ဒါ့အပြင် NC နှစ်ဖက်လည်းအခမ်းအနားကျင်းပရေးနဲ့ပတ်သက်ပြီးနှစ်ဖက်ညှိနှိုင်းဆောင်ရွက်မှုနဲ့လှုပ်ဆောင်တဲ့အခင်းချင်းဖြစ်လို့ငင်းချင်းဖိုရမ်ပြီးကလေးကအချင်းချင်းဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ဗိုလ်မှူးကြီးစောကျော်ညွန်ကရှင်းပြပါတယ်။အပြည့်ရထိုးမဟာမိတ်ခုနှစ်ဖွဲ့ရဲ့ဦးဆောင်အဖွဲ့အစည်းအဝေးမှာလည်း NC အခမ်းအနားနဲ့အလုံယုံဆွေးနွေးပွဲတက်ရောက်မယ့်အစည်းအဝေးတွေအပါအဝင်တွားရီလာရီနဲ့တဲခုနေထိုင်ရေးကိစ္စရပ်တွေကိုအချင်းချင်းကြောင့်ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်သက်တပတ်အတွင်းမှာလည်းဈေးကုန်မရှင်ရဲ့အစိုးရဖွဲ့တွေပါဝင် NSBNC နဲ့ကျင်းပရေးဦးစီးကော်မတီတို့ကြောင့် NCA နှစ်ပတ်လည်ခမ်းနားနဲ့ပတ်သက်ပြီးအလုံယုံဆွေးနွေးပွဲအပါအဝင်ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းတွေအတွက်အစည်းအဝေးကျင်းပခဲ့ပါသေးတယ်။အဲဒီအစည်းအဝေးမှာတော့ NCA ဖြစ်ပေါ်လာရေးဂျိုးပန်ခဲ့သူတွေလက်မဲ့ရေးထိုးခဲ့ကြသူတွေအသီးသက်တွေဒိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနိုင်ငံရေးပါတီကိုယ်စားလှယ်တွေပြည်တွင်းပြည်ပကအသိပညာရှင်တွေအတတ်ပညာရှင်တွေတက္ကသိုလ်ကျောင်းသားတွေနဲ့လေ့လာသူတွေကိုဖိတ်ကြားမယ်လို့အသိပေးထားတာပါ။ ဒါပြင်တက်ရောက်လာကြသူတွေအနေနဲ့ NCA ရဲ့စနစ်တာကာလအတွင်းငင်းချင်းရေးလုပ်ငန်းစဉ်အကောင့်ထည့်ဖို့မှုအောင်မြင်မှုတွေနဲ့သင်ငန်းစာတွေပေါ်အချင်းချင်းအမြင်သဘောထားတွေအတွေ့အကြုံတွေမျှဝေဖလှယ်ပြီးအလို့သဘောဆွေးနွေးနိုင်မယ်လို့စစ်ကော်မရှင်ကတင်ထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မွန်ညိညွေရေးပါတီကိုယ်စားလှယ်နေရာ38နေရာရွေးကောက်ပွဲဝင်မယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ခြေဆိုင်မွန်ညိညွေရေးပါတီဟာအာဏာသိမ်းစစ်ကော်မရှင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲမှာကိုယ်စားလှယ်နေရာ38နေရာ ဝင်ပြိုင်ဖို့အမလောင်းစင်းတင်သွင်းထားပြီလို့ပါတီပြောခွင့်ရနိုင်တန်းရွှေကပြောပါရယ်။ မွန်ညညရေးပါတီဟာပြည်သူ့လွတ်တော်အတွက်6ဦးအမျိုးသားလွတ်တော်အချို့ကြကိုစားပြုစနစ်ပြည်အားအတွက်6ဦးနဲ့မဲအများဆုံးရသူအနိုင်ယူစနစ် FPTP အတွက်6ဦးအမည်စင်းတင်သွင်းထားပါတယ်ဒါအပြင်ဒီနယ်လွတ်တော်အချို့ကြကိုစားပြုစနစ်ပြည်အားအတွက်၁၀ဦးမဲအများဆုံးရယူအနိုင်ယူစနစ် FPTP အတွက်၉ဦးစုစုပေါင်း၉၃၉ဦးအမည်စင်းတင်သွင်းထားတာပါ ကိုစလင်းလောင်းရွေးချယ်တဲ့နေရာမှာ2020အထွေထွေရွေးကောက်ပွဲဝင်ပြိုင်မှုတွေသူတွေပါတီဗဟုအလုံးမှုဆောင်အဖွဲ့ဝင်တွေနဲ့ပါတီဗဟုကော်မတီဝင်တွေကိုဦးစားပေးရွေးချယ်ခဲ့တယ်လို့နိုင်တန်းရွှေကပြောပါရယ်အဓိကရွေးချယ်တာက2020မှာဝင်ခဲ့တဲ့လွှတ်တော်ကိုစလဲတွေကိုအဓိကဦးစားပေးပေါ့နောက်တစ်ခုကကျွန်တော်တို့စီးစီဗဟုအလုံးမှုဆောင်တွေကိုဦးစားပေးတယ်နောက်ပြီးတော့ဗဟုကော်မတီအစဉ်အဆက်ပေါ့နော်အဲ့ဒီလိုဦးစားပေးစနစ်လုပ်တာပေါ့ဟုဆိုပါရယ် ဒါအပြင်ကိုစလေလောင်ဖြည့်ရွေးချေထားတဲ့သူတွေဟာဗာတီမူဝါဒအပြင်စစ်ကောင်ရှင်တတ်မှတ်ထားတဲ့အရေးချင်းတဲ့ကိုင်ညီသူတွေဖြစ်တယ်လို့သူကဆက်ပြောပါရယ်။မွန်ပြည်နယ်မှာတော့စစ်ကောင်ရှင်ကပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲမှာပြည်သူလွတ်တော်အတွက်မဲဆန္ဒနေစနေရအမျိုးသားလွတ်တော်အတွက်မဲဆန္ဒနေမြေစနနေရပြည်နယ်လွတ်တော်အတွက်မဲဆန္ဒနေမြေနေရ20တိုင်းသားရေးရမဲဆန္ဒနေမြေ3နေရစုစုပေါင်းမဲဆန္ဒနေမြေ45နေရတတ်မှတ်ထားပါရယ်။ မွန်ညိညိုရေးပါတီဟာပြီးခဲ့တဲ့2020ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းကမဲဆန္ဒနယ်မြေပေါင်း45နေရာတိဝင်ရောက်ရှင်ပြိုင်ခဲ့မှုပြီးအဲ့ဒီထဲမှာမဲဆန္ဒနယ်မြေ12နေရာအနိုင်ရရှိခဲ့တယ်လို့သိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တနင်္သာရီမြို့နယ်ပြည်ထောင်စုလမ်းပိုင်းညဘက်မတုံးဖို့ PDF 3ပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ စီရဲတဲမာနေတဲ့မြေခိုင်တနင်္သာရီမြို့နယ်တွင်ရှိအမက်ရှိပြည်တော်စုလမ်းမကြီးကိုစက်တင်ဘာ22ရက်နေ့ကစပြီးညဘက်အသုံးမပြုကြဖို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတတိပေးထုတ်ပြန်ထားပါတယ် ဒီရတဲ့နှစ်ကုန်ပိုင်းကစပြီးတနင်္သာရီမြို့နယ်အတွင်းရှိမောရောင်နေဆက်လမ်းပိုင်းကိုပြန်လည်ထိန်းချုပ်ဖို့အတွက်စစ်ကောင်စီတပ်ဟာအင်အားများပြားနဲ့စစ်ကြောင်းထိုးခဲ့ရလက်ရှိအချိန်ထိနှစ်ဖက်ထိတွေ့တိုက်ပွဲနေစဉ်ဒီပါဖြစ်ပွားနေတာပါလက်ရှိတနင်္သာရီမြို့နယ်အတွင်းရှိမြိတ်တနင်္သာရီပြည်တော်စုလမ်းပိုင်းမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားမိုင်းဆွဲတိုက်ခိုက်တာနဲ့နှစ်ဖက်ထိတွေ့တိုက်ပွဲနေစဉ်ဖြစ်ပွားနေတယ်လို့စစ်ကောင်စီတပ်ကလေးချောင်းနဲ့ဇက်တိုက်ဆိုတယ်လို့ပုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်ဒါကြောင့်ခီးသွားမိဘပြည်သူတွေအနေနဲ့အမတ် ်ရှိပြည်ထောင်စုလမ်းမကြီးအားည6နာရီကနေမနက်6နာရီတွင်ခရီးသွားလာတာမပြုလုပ်ကြဘို့တတိပေးထုတ်ပြန်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ22ရက်နေ့ကလည်းသိန်းခွန်ဘက်ကဆင်းလာတဲ့စစ်ကော်မရှင်တပ်ရဲ့လူနာတင်ကားကိုဒေါ်လန်ရေးအင်အားစုပူးပေါင်းတပ်တွေကဗန်းလမုတ်ခြေရွာနီးမှာပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့တနင်္သာရီမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်တဖက်မှာလည်းတနင်္သာရီမျိုးနဲ့တွင်ရှိဗန်းလမုတ်မော်တုံသိန်းခွန်နဲ့အနီးတစ်ဝိုက်ခြေရွာတွေကိုစစ်ကော်မရှင်တပ်ကလက်နက်ကြီးပြစ်ခတ်တာနဲ့လီချောင်းပုံကျဲတိုက်ခိုက်မှုတွေကြောင့်ဒေသခံတွေဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရှိရပါရယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မုံရွာမန္တလေးလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား2ဦးသေဆုံးနိုင်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းတိုင်း6ဦးမြို့နယ်မုံရွာမန္တလေးလမ်းပိုင်းတွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား2ဦးသေဆုံးနိုင်ကြောင်း People Defense Force မုံရွာမှတာဝန်ရှိသူကပြောပါရယ်။ ။သက်တင်မာလ23ရက်နေ့မနက်9နာရီမိနစ်30ခန်းချိန်ချောင်းဦးမြို့နယ်နေရီကန်ဂိမ်းမှထွက်လာတဲ့အင်အား30ခန်းပါခြေလင်းစစ်ကြောင်းကိုဒေါ်လန်ရီတပ်ဖွဲ့များကနေရီကန်နဲ့ရေဘိုးစားအကြားရှိနေလကြောက်ခွေဆန်နီမှာ ပရိသာမိုင်းနှလုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထိုမိုင်းဆွေတိုက်ခိုက်မှုတွင်အကျန်းဖက်စစ်တပ်ဘက်မှစစ်သားနှုတ်တိုက်ဆုံနိုင်ပြီးဒေါ်လန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ ။စစ်သားတွေဘက်ကတော့ထိခိုက်ဒဏ်ရာရတဲ့စစ်သားနှစ်ယောက်သေဆုံးနိုင်ပါတယ်။အခြေအနေကတော်တော်ဆိုးတယ်လို့သိရတယ်။ကျွန်တော်တို့ရဲဘော်တွေထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု People Defense Force မှောင်ရမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ အလားတူစက်တင်ဘာလ22ရက်နေ့ကလည်းချောင်းဦးမြို့နယ်နေရီကန်စစ်တပ်ဂိမ်းမှာဒိုင်နာ6ဘိန်းကတစည်းဖြင့်ထွက်လာသောစစ်သားများကိုလည်း Bibend Defense Force မုံရအဖွဲ့ကနေရီကန်နှင့်ရေပူးစားကြောင်းရှိနီလာကြောက်ခွဲဆက်အနီးမှာပရိသာမိုင်း3လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးစစ်သားများထိခိုက်မှုရှိတော့လေအရေးအတွက်ကိုအတိအပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်။